ိုးချပြခင်ကတော့အချိန်တွေတော်တော်လေးကိုစူးနေပြီကိုကိုလာကို เนาะရောက်ရှိလာပြီဆိုတော့တော်တော်လေးကိုเนาะအခက်အခဲတစ်ခုပြီးတစ်ခုပဲအခုဒါဆိုင်ဝန်ထမ်းកောင်မလေးနဲ့เนาะသူယောက်ျားဖြစ်တဲ့အကိုထွန်းပိုးချဖြစ်ခင်ရဲ့ယောက်ျားကိုထွန်းတော့เนาะသူယောက်ျားတို့ဒါဖောက်ပြန်တဲ့ကိစ္စเนาะမဖြေရှင်းလို့မရဖြစ်ပြန်ပြီဗျာတော်တော်လေးကိုလည်းတနာဖို့ကောင်းပါလားဟလားဆိုတော့ဘူချာပြီခင်ကတော့ကိုထွန်းနဲ့လက်ထက်ပြီးကလေးကနေတိုင်းကလည်းဆက်စုချင်းဝေဖန်ချင်းခင်ရရအကူထွန်းနဲ့2023လေးလပိုင်းမှာလက်ထက်တယ်ဆက်တလပိုင်းမှာကလေးမွေတော့6လနဲ့မွေတွေကလေးဘလို့ဖြစ်နိုင်ပါလဲဆိုပြီးတော့เนาะတရုတ်ကောင်းလေးရထားတာဆိုပြီးတော့ဝေဖန်ကြရ ာရီအဲ့ဒီမှာလေးဘူးချပြခင်ကနော်အခုထွန်းတဲ့သူနဲ့ကလေးလပိုင်းမှာလက်ထပ်ထားရဆိုပေမဲ့2022နော်ဆယ်လပိုင်းကလေးက living together နေခဲ့ကြတာဖြစ်ကြောင်းနော်ဒီလိုမျိုးကိုပြန်လဲရှင်းပြထားတာဖြစ်တယ်နော်ဆိုတော့နှောင်းနော်ဒီနော်ရွှေဦးလေးနော်ဒါမွေးဖွားလာပြီးတဲ့ခါလာမှာလေးများဆုံးသောဝေးပန်းနော်တိုက်ခဲခံရရင်နော်ဒီနေ့ထဲမှာဆိုရင်ငလင်လာရင်နော်ကိုဝင်းင်းနဲ့ပြေးရတယ်ဗျဒီတဲ့ကကျတော့ ဆိုင်ဝန်ထမ်းကောင်မလေးကနော်ဒါသိန်း300တန်ဖိုးရှိတယ်နော်ပစ္စည်းတွေယူပြီးပြေးသွားတယ်နော်တော်တော်လေးကိုအခက်တွေ့တယ်နော်ပြီးတော့နော်သူယောက်ျားဖြစ်သူကစိတ်မထိန်နိုင်လို့တမိကိစ္စနဲ့ပတ်သက်ပြီးစိတ်မထိန်နိုင်လို့ဆိုင်ဝန်ထမ်းကောင်မလေးကိုလက်သီးနဲ့ထိုးကြတယ်အဲ့ဒီကိစ္စလေးဖြေရှင်းရပြန်ရောနော်တကယ်ကိုထိမြက်တဲ့မိန်းကလေးကိုပြောချင်တဲ့အခက်ခဲမှန်သမျှကို ဟိုဘယ်လိုပြောရမလဲเนาะဒါ negative ကို positive ဖြစ်အောင်လုပ်ယူနိုင်တဲ့အမျိုးသမီးပဲဖြစ်ပါတယ်เนาะတကယ်ဝေးလေးစားမိတယ်စူပါလုံငန်းရှင်ဖြစ်တယ်မိန်းသမီးဖြစ်တယ်เนาะတကယ်ဝေးရချင်းရှိအခုလေယောက်ျားဖြစ်သူဖော်ပြတဲ့ကိစ္စပေါ့ချားပြင်ပြီเนาะလူမျိုးလှုပ်ဆောင်မလဲเนาะဆိုင်ဝန်ထမ်းကောင်းပါလေးဖြစ်နေပုံတွေပြန်ပြန်ပြန်ပြီးပေါ့ချားပြင်ဘယ်လိုဘယ်လိုမျိုးเนาะလုပ်မလဲဆိုတာကျွန်တော်ကြည့်ရတော့မှာပဲဖြစ်ပါတယ်เนาะ